ချက်ချင်းသိတက်သားနဲ့ရွာ30အာနာရှင်ကြားတက်သားစလရဲဆောင်မှာ2009ခုနှစ်တေဘေးလင်္ကာရဲ့တော်ဆက်တစ်ခုမှာစစ်တပ်ကတေဘေးလင်္ကာကြားလို့အမည်တွင်တဲ့တပုံဖွဲ့ကိုနှိမ်နင်းနိုင်ပြီးဒေသခံအချို့ကပေါ်တာဆွဲကကြားတပုံတက်တွေဟွက်ထားတဲ့လက်နက်နဲ့ရွှေချောင်းတွေကိုရှာဖွေနေပါသေး ရှာနာသွန်ကဦးဆောင်နဲ့ရွာသား၄ယောက်ကရွှေသစ်တာတလုံးကိုတူးဖော်တွေ့ရှိခဲ့ကြပြီးအဆောက်ကိုတက်ဖြက်ကရှာနာသွန်ကနဲ့ညီဖြစ်သူကစစ်သားတွေကိုတိုက်ခိုက်တုတ်တင်ပြီးနောက်ထပ်၄ယောက်ကရွှေသစ်တာကိုဆွဲပြေးပါ යි ။ရှာနာသွန်ကနောက်ကလိုက်လာပြီးရွှေသစ်တာကိုတယောက်တည်းထဲကအခြားသူ၃ယောက်နဲ့တူပင်လယ်ကန်ဆက်ကလှည့်တဲ့စီးနဲ့အိန္ဒိယဘက်ကိုထွက်ပြေးကြပါ යි ။အိန္ဒိယဖက်ချံကိုရောက်တဲ့အခါရွှေသစ်တာကိုကန်ဆက်တဲ့နေရာမှာဝှက်ခဲ့ပြီးချိန်မှပဲနေဆက်လုံးကျုံရေးဖွဲ့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ ရဲစခန်းကိုရောက်တဲ့အခါစစ်စင်းနေတဲ့အိန္ဒိယနယ်စပ်လုံခြုံရေးရှင်းကိုရွှေတုံးတယောက်တုံးပေးပြီးအိန္ဒိယနိုင်ငံသားစစ်စစ်ဖြစ်တဲ့အထိစိုင်းမဲဆိုင်ရနေလုပ်ပေးခံလိုက်ပါ යි ။ တနင်္ဂနွေမနက်6:00နာရီနယူးဒေလီမှာတော့နိုင်ငံတော်သမ္မတရေးဆီကိုပါဆယ်တထုံနဲ့စတဲ့ဆောင်ရောက်လာပါပြီ။ပါဆယ်ထဲမှာတော့လက်မအပြတ်တွေကိုတွေ့ရပြီးစထဲမှာတော့စာရေးတက်ခါစခက်လေးငယ်တယောက်ရဲ့သူတို့ရွာမှာဒုက္ခရောက်နေကြောင်းတရက်တွင်မတူဘောရွာကိုလာရောက်မကူညီပါက နောက်ထပ်ရောက်လာမှာကခေါင်းပြတ်တွေဖြစ်ကြောင်းရှင်းသာထားပါပြီ။သမ္မတဒီကိစ္စနဲ့ပတ်သက်ပြီး CBI အရာရှိ ဆက်ရာမူတီကိုခေါ်ဆောင်ပြီးတောင်းရင်ပြေးလိုက်တဲ့အခါဆက်ရာက မတူဘောရွာဘက်ကိုလေရင်တစည်းစီးကထွက်လာခဲ့ပါ යි ။နောက်တရက်မှာတော့မတူဘောရွာပြင်မှာလဲထုံနေရဲ့လဲသမားကျောက်ကလဲတော်ထဲမှာတဝဲမြုပ်နေရဲ့ခေါင်းပြက်နေရဲ့အလောင်းတွေကိုတွေ့ရတာကြောင့်ရွာရဲကိုတည့်သွားကြပါ යි ။လဲသမားကြီးတဦးကတော့သူဟာထွက်ပြေးခိုင်းတာကိုထွက်မပြေးရကြောင်းသိရတာဆိုပြီးခေါင်းပြက်တွေကိုအပြစ်တင်နေပါ යි ။မကြာခင်မှာရဲမေ6ယောက်နဲ့ရဲဘော်အချို့ရောက်လာကြပြီးအလောင်း10လောင်းတည်ဆုံမှုကိုစစ်ဆေးကြပြီးမယ်လေတယောက်မှအသက်မထွက်ရကြပါဘူး။ အမှုသမားအိုင်းစတိုင်ကတော့ရွာသားတွေကရှင်လျက်နဲ့တေဆုံးနေသူတွေဖြစ်ပြီးတေဆုံးသူတွေကတော့ရွာသားတွေကိုကုညီရင်ခေါင်းဖြဲခံရသူတွေဖြစ်ကြောင်းပြောပါ යි ။ရေမှုပီဂျီလက်ချမီကစကန်မှုစီမှာယာနာတုံကဆိုရဲလူဖန်စီဖို့ဖွန်ဝရန်တောင်းတဲ့အခါစကန်မှုကဝရန်မပေးပဲဘသူ့ကိုသွားထိနေရလဲဆိုပြီးစူပူပါ යි ။လိုက်ပါလာရဲ့ရေပေါ်တွေကလည်းကောင်းအတင်းရက်ခိုင်းပြီးယာနာတုံကိုဖန်ရမယ်ဆိုပါကမလိုက်နိုင်ကြောင်းပြောကအလုံထွက်သွားကြပါ යි ။ ရဲမီခြောက်ရောက်ဖွဲကတော့ရဲမှုလက်ရှိမီနဲ့အတူတူပူပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောကာ၆ယောက်သားချီတက်ခဲ့ပါသည်ရနာတွန်ကရဲ့အိမ်ကိုရောက်တဲ့အခါလက်ချမီတို့ကအရက်ထိုင်တောင်းနေတဲ့ရနာတွန်ကရဲ့မိခင်ကြီးနဲ့ထိတ်တဲတွေ့ပြီးမိခင်ကြီးရဲ့လက်ယုံတက်သားတွေကိုရိုက်နှက်ကြပါသည် မကြခင်မှာလက်ရှမီကိုပားရိုက်မဲ့မိခင်ရဲ့လက်ကိုဖမ်းဆွဲထားတော့မှာရနာ39ရဲ့စနေဖြစ်သူဘရာတီယာထွက်လာပြီးဒေါ်သာမထွက်ကြဘူးတာစီကရဲမိတွေကိုအိမ်ထဲခေါ်သွင်းလိုက်ပါ යි အိမ်ထဲကိုရောက်တော့ဘရာတီယာလက်ရှမီရဲ့သူမမျက်မှုန်းကျိုးနေတဲ့ယူနီဖောင်းကိုဆွဲဖြဲပြီးဒီအိမ်ထဲကိုခြေချတာနဲ့ရာရူးအာနာပါပါတွေထားခဲ့ရမယ်ဆိုကသူ့လူတွေကိုလည်းအခြားရဲမိတွေရဲ့ယူနီဖောင်းတွေကိုဆွဲချွတ်စေပါ යි ဒီတော့မှရဲမိတွေကရှင်ရုံတုံလုံးစွာအရှုံးပေးလိုက်ရပါ යි ။ဘာဘီကတော့ပွဲတော်တစ်ခုကိုရထားနဲ့ရောက်လာရင်ချီရွာလာပြည်နယ်အန်တာဘရက်မြူနာအရှောက်မှာရထားလဲပြတ်သွားတာကြောင့်၄-၅နာရီလောက်ရှက်ထားရတာနဲ့ကြုံခဲ့ပါ යි ။ဘာဘီကဟိုတတီရှောက်မင်းရဲ့ဘိုက်ဆာလာတော့ကြောင့်ခက်လက်လက်အဖွားတောင်းရဲ့ဆိုင်မှာမုတ်ပေါင်းဝင်စားနေပါ යි ။အဲ့ချိန်မှာဒုတ်သားလက်နဲ့ပေါင်းစုံတဲ့လူတွေစုကတယောက်တည်းလုံးကန်စားတော့နေရဲ့ဖွားကိုအနိုင်ကျင့်လူယူစားတော့ကြပါ යි ။သူတို့တွေကတယောက်ကဘာဘီကရဲ့လက်ထက်ကမုတ်ပေါင်းကိုလည်းတိုက်ချသွားပြီးနောက်လူတွေကလည်းတက်နေသွားကြပါ යි ။ဘာဘီကအဲ့လို မောပောင်ပြုတ်ကြရဲ့ကိစ္စတောင်းပန်မှုပြောပေမဲ့သူတို့ဖွဲ့ရလှောင်ရီစော်ကားလာတာကြောင့်ရန်ဖြစ်တိုက်ခိုက်ခဲ့ကြပါ යි ။မာမီကာနဲ့မောပောင်တိုက်ခိုက်သူကအချိန်ဒီမဟန်မန်းတိကထွက်ပြေးသွားချိန်မှာမာမီကာကအဲ့ဒီလူနောက်ကိုလိုက်ပြီးတောင်းပန်ခိုင်းပါ යි ။အဲ့လူဟာသူတို့ဟာနည်းနည်းရရမဟုတ်ပဲ KI MR Ramsu ရဲ့တပည့်ရဖြစ်ကြောင်းပြောတာကြောင့်မာမီကာကအဲ့ဒီ Ramsu ဆိုတဲ့သူစီကိုသူ့ကိုခေါ်သွားခိုင်းပါ යි ။ Ramsu ကတော့ ။သမီးဖြစ်သူကိုလာတောင်းမဲ့တမန်နဲ့ခမီးခမတ်တွေကိုစော်ကားနေချဆက်ဆံနေပြီးသူကဒီရွာပတ်ဝန်းကျင်မှာအာနာရှိဆုံးဖြစ်တာကြောင့်သူ့ဘသူမှမထီရဲကြောင်ပြောနေချိန်မှာပဲမာမီကာရဲ့လက်ပြန်တစ်ချက်ကသူ့မျက်နှာပေါ်ဖြတ်ကျသွားပါတယ်။ဒီစကားနဲ့ဒီမြင်ကွင်းနေကြောင်ရန်ဆူရဲ့ဇနီးတဲ့ကိုရိုင်ကပါတခေခင်းနဲ့ရှီလိုက်တာကြောင့်အလုံးဝပွဲပြတ်သွားပါ යි ။ ။မာမီကာကရမ်ဆူရဲ့တပည့်အသူ့ရဲ့မုတ်ပေါင်းတိုက်ချလိုက်တဲ့အကြောင်းပြောပြီးရမ်ဆူကိုတောင်းပန်ခိုင်းပါတယ်။ရမ်ဆူကသူ့ရဲ့ကြောထားနောက်ခံစွန်လူသာသိရင်သူ့ကိုခုလိုစော်ကားနေရကြောင်းအမုတ်ကြိတ်ခံရမှာဖြစ်ကြောင်းပြောပါတယ်။ဆရာကတော့လေရင်ဘဝဆင်းပြီးမတူဘောရော်ရဲဟဲ့ရဲနဲ့သွားဖို့ရရာသီဥရုမကောင်းတာကြောင့်ကလန်တိုင်းသွားရဖို့ဖြစ်လာပါ යි ။လာဂျိုသူနေကန်ရဲကဖြည်နေဝင်ကြီးကျိုးစီဖုံးဆက်ပြီးနယူတလီယာ CBI အရာရှိက မတူဘောကိုလာနေရကြောင့်တားဆီးဖို့တတိလှမ်းပေးပါ යි ။ ပြည်နယ်ဝန်ကြီးချုပ်ကဘရာဒီစီကိုဖုန်းဆက်ပြီးဒေလီယာ CBI အရာရှိဆရာလာနေပြီဖြစ်တာကြောင့်တက်တီအားလုံးဖြောက်ဖြက်ထားဖို့အကြောင်းကြားလိုက်ပါ යි ။အဲဒီချိန်မှာစွန်လူဟာမှတ်ပုံတင်ရုံဝင်စီထားပြီးဝန်ထမ်းတွေကိုနှိပ်စက်ကအခွန်ဆောင်ရွက်အလွတ်တွေမှာအတင်းလက်မှတ်ထိုးတစိတုံထုတ်ခိုင်းနေပါ යි ။ ဖုံးမိလာတော့ကြောင့်ဝင်းနှင်းကိုကင်ခံလိုက်တော့စနေဖြစ်သူရဲ့သွေးပေါင်ကြားပြောက်ဆေးတောက်ဖို့အတတိပေးရာဖြစ်ပါရင်စွန်လူကစေတလုံးနဲ့နဲ့မပြောင်းနိုင်ကြောင်းပြောကစေတကက်လုံးကိုပစက်ထဲထိုးထဲကတွန်းလင်းလိုက်ပါရင်အပြင်မှာရောက်နေတဲ့ဘာရီကာကရုံးပိတ်ထားတာကြောင့်စွန်လူဘမလည်းဆိုတာကိုရမ်ဆူမေးနေပါရင်တကားပိတ်ထားရဲ့ရုံးလေးကအော်ဟစ်လဲကြတဲ့တွေကြောင့်ဘာရီကာအထင်းမှလူရှိမှန်းသိပြီးတကားကိုရမ်ဆူနဲ့တွန်းခွင့်ကထဲကိုဝင်လာခဲ့ပါရင် အထဲကိုရောက်တော့စွန်လူဆိုတာဘာတူလဲလို့မေးကသူရဲ့မှုပေါင်းဆက်လံကိုရှင်းပြပြီးစွန်လူမှာတောင်းမှန်မှုတောင်းရင်ရှိကြောင်းပြောကတောင်းမှန်ခိုင်းပါလေစွန်လူကမတောင်းမှန်ပဲနေရကြောင်းတိုက်ခိုက်ကြရင်နဲ့စွန်လူတို့ဘက်ကဖို့ဖို့ကြီးကစွန်လူကသူရဲ့အကူရာနာတုံကတိလို့ပါတော့စမုံအမုံကြိတ်ခံရမှာဖြစ်ကြောင်းချင်းချောက်ပါအဲ့ချိန်မှာရာနာတုံကရဲတပ်ကိုခေါင်းဖြတ်ချလိုက်ပါလေဆရာကတော့တုံးလေးနိုင်စီရမယ်ခီးစင်နဲ့မတူပေါင်းရွာစီကိုကားတန်းနဲ့လာနေရင်ကားပေါ်မှာအရာရှိကဆရာကိုပြောပြရမှာ ရနာတုံကဆိုရဲလူဟာရဲမျိုးရွှေတုံးနဲ့လက်ထိုးပြီးအိန္ဒိယနိုင်ငံသားခန်ယူကမြန်မြေကန်တခိုးတွေကိုကြောက်ပြီးကြောက်တက်ဖြတ်ရင်အင်အားကြီးမားလာသူဖြစ်ကြောင်းသူ့ကိုသွားဖမ်းတဲ့ရဲမှန်သမားကလည်းခေါင်းထဲကိုအိုးစားခွဲကပြန်လာရသူတွေချီဖြစ်တာကြောင့်အနောက်ပိုင်းမှာဘသူမှမထီရတာဖြစ်ကြောင်းသိရပါပြီ။အနောက်ပိုင်းမှာရနာတုံကကဆယ်ကျော်သက်ဝီလီလီယောက်ျားလေးတွေကိုစုဆောင်းပြီးမူရီစီဆိုင်ကယ်ပေနဲ့ဆွဲဆောင်ကရွာနေဆက်ကျုံရွာပေါင်း30လောက်မှာရဲစခန်းတွေကိုကျော်ပြီးအာနာရှင်ဖြစ်လာပါပြီ။ ။ပါမီကတော့ရမ်ဆူနဲ့ဆွန်လူကိုဂုတ်ကဆွဲပြီးမတူဘောကရာနာတွန်ကာရဲ့အိမ်လေးကိုဝင်က မောက်ပေါင်းဆက်လန်ကိုပြောပြပြီးရာနာတွန်ကာကိုတောင်းပန်ခိုင်းပါတယ်။အလွန်ပါနေတဲ့ရာနာတွန်ကာကလက်ပြားနဲ့အောင်မတွေ့ဘူးရဲ့ညီဖြစ်သူဆွန်လူကိုပိုင်းရိုက်ခါပါမီကကိုအလွယ်တကူပဲတောင်းပန်လိုက်ပါတယ်။ပါမီကကလည်းရနာတွန်ကရဲ့တောင်းပန်မှုကြောင့်ချိန်နဲ့သွားပြီးပြန်ကန်ကြီးမှာခြံထဲရရေကားနဲ့အိမ်ထဲမှာစုပ်ပြတ်တက်နေတဲ့ရေဝဲစုံတွေကိုတွေ့ရကြောင်းပြန်လဲလာကရေဝဲစုံတွေကိုကောက်ပြီးအမျိုးသမီးရေမိတွေမှန်းတည်သွားပါ යි ။ မာရီကာကအမျိုးသမီးရဲမဲတွေကိုခေါ်ပြီးရာနာတွန်ကာရဲ့လူတွေကိုထိုးချိတ်ခါရာနာတွန်ကာနဲ့တနက်ချင်းရှင်ပြေခံနေသည့်ဖြစ်သွားပါ යි ။ဘရာဒီရဲ့တောင်းပန်မှုကြောင့်ရာနာတွန်ကာကမာရီကာကိုရဲမဲတွေနဲ့အေးအေးဆေးဆေးပြန်သွားရဲ့အထိလှုပ်ပေးလိုက်ပါ යි ။ရာနာတွန်ကာကဒီမီးမှာသူ့ရဲ့လက်ထဲကပြေမလွတ်တာကြောင့်နေမဝေခင်ပြန်လာတောင်းပန်စေခြင်းကြောင့်မာရီကာကိုပြောလိုက်ပါ යි ။ ဆရာကိုဝင်ကြီးရတင်နီယာကနေပြန်လဲဖို့လမ်းမှာတားဆီးပေမဲ့လက်မခံမဲ့ခေးဆက်ခေရာကုန်တင်ကားတစီရဆရာရဲ့ကောင်းလဲရနေဖြတ်တိုင်းလိုက်ပါ යි ။မာမီကနဲ့ရဲမေ6ယောက်ကရာနာ39ရဲ့ဒေါ်သာထွက်နေတဲ့လူအုပ်ကြီးနဲ့တိုက်ရိုက်ထိုးပြီး အဲ့ဒီနေ့မှာစတင်တောင်ရင်ထန်းဆောင်ခဲ့ရဲ့ရဲမေတွေကဓာတ်တရားရှာသွားပါပြီ။မာဝေကာကရဲမေကိုချိန်ပြီးအနာကရွာရဲဝင်ရောက်အကူအညီတောင်းတဲ့ခါမှာရွာမှာဘသူမှမရှိပဲတရားလုံးမှာစိတ်ဝေဒနာခံစားနေရတဲ့မိန်းကလေးနဲ့အဖွားချက်ကိုသာတွေ့ရပြီးရဲမေကတော့ဓာတ်တရားနဲ့အဲ့ရွာမှာပဲတည်ဆုံသွားပါပြီ။ လက်စမီရပြောပြခြင်းရရနာသွန်းကိုသွားဖမ်းချိန်မှာတလူရွာသားရေပြောင်းနေရခြင်းဟာတာမန်ကိစ္စမဟုတ်ပေဆွစ်ဇာလန်ကတထေးတယောက်ကမတူဘောနဲ့မိုင်ချောင်းဟာအကွာပင်လျက်ပြင်းမှာတူရီယန်ကြောက်တဲ့မျိုးကိုတူးဖော်ဖို့ပြည်နယ်ဝင်ကြီးကိုလှန်ညီးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်ပြည်နယ်ဝင်ကြီးကရနာသွန်းကိုအာနာကုံလွှဲအပ်ပြီးမတူဘောနဲ့အနီးနားရွာပေါင်း30လောက်ကိုပုံစံမျိုးစုံအသုံးပြုပြီးနှစ်နာကျဲမပေးဘဲနှင်ထုတ်စေခဲ့တာပဲဖြစ်ပါတယ် ရွာရည်တွေကအင်တာနက်တော်မီမခန့်ချင်းစေရှိရဲ့ main ကလေးကြောက်ကဒီကြောင်းတွေကိုတိတ်တိတ်ခိုးဆိုင်ပြီးသူမျက်နာနဲ့ရေရေဝံ့ဝံ့ line ပေါ်တင်လိုက်ပါတယ်။ဝင်းကြီးရဲ့တောင်းရင်ပေးချက်ရမတူပေါ်စခန်းမိုးကရွာကိုသွားပြီးကောင်မလေးကိုလူပုံလေးမှာနှိပ်ဆက်ကအဝတ်စားရည်ကိုဆွဲဖျက်ရဲ့အထိရှုံမာခဲ့ပါတယ်။ main ကလေးကဖူးငုံတိန်စရှက်တက်စအွှယ်လေးဖြစ်တာကြောင့်လေး လူပုံလဲမှာကိုလုံးတီအချုပ်ခံရတဲ့အခါစိတ်တက်ပြက်ပြားကကကြိုးကကြောင်ဖြစ်သွားခဲ့ပါ යි ။ရွာသားတွေကအိမ်ချမ်းမြေရကိစ္စတရားရုံးထိဦးတိုက်ခဲ့ပေမဲ့စာချုပ်တီမှာခိုင်မာလက်မှတ်ထိုးထားတာကြောင့်ရှုံးနေသွားရပါ යි ။ရွာရေးရစာရေးတက်ဆခလေးငယ်ကသမရအောင်တိုင်စာရှိဖို့သူ့ရဲ့ဦးလေးမေက စာခေါ်ပေးစေကစာနဲ့တူတူသူ့ရဲ့လက်မတွေကိုပါဖြတ်ချက်ပေးလိုက်ပါ යි ။နောက်တနေ့ညခလေးမလေးရဲ့ဦးလေးမေကစိုင်ကန်နဲ့ပြင်အလာမှာ ဘာနာသွန်ကဘရာတီတို့နှစ်ယောက်နဲ့တပည့်တွေကသူတို့ဆရာအုပ်စုကိုခေါင်းဖြတ်တက်ပြက်လိုက်ကြောင်းလက်ချမီယာပြောပြပါတယ်။လက်ချမီယာဆက်လက်ပြောပြရမှာသူတို့ကစခန်းကနေဘာနာသွန်ကလာရောက်ဖမ်းဆီးရမှာယောက်ျားရဲ့အကောင်လုံးကပြန်သွားကြပြီးအဲ့ဒီရဲမီယာလည်းဘာနာသွန်ကရဲ့လက်ပါစီပဲဖြစ်ကြောင်းသိရပါတယ်။လက်ချမီယာသူတို့ကအမှန်တရားအတွက်အလင်းကိုရှူဆောင်ခဲ့ပေမဲ့အမောင်ထဲမှာဆွဲသွင်းခံရကဗန်ဒီယောက်မှမသိရဲ့ရာနာသွန်ကရဲ့လူတွေကဗန်နဲ့ချိန်မှမသိအောင်သူတို့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ထွက်ခဲ့ကြကြောင်းပြောပြကငိုကြွေး းနေတယ်လို့ဘာဝေကလည်းမျက်ရည်ဝဲနေခဲ့ပါ යි အဖွားကလည်းကျူးကျော်သူနေသားဆက်သားတွေကလည်းသူတို့ရွာတွေကိုဝင်ရောက်နှိပ်စက်ကြတယ်လို့မြေတွင်အိမ်တွေကိုလည်းလူယူသွားကြကြောင်းပြောလာပါ යි ဘာဝေကကရဲစခန်းကိုသွားပြီးတိုင်ချက်ဖွင့်တဲ့အခါဘယ်ရဲတယောက်ကမှစိတ်ဝင်စားကြပင်ရမ်ဆူစွန်လူနဲ့ရနာတုံကာတို့ကိုထိုးချိန်မိခဲ့ကြောင်းပြောမှရဲတွေအားလုံးကဘာဝေကရဲ့နောက်ဝိုင်းလာကြပါ යි ဘာဝေကကတကယ်တိုင်ချက်ဖွင့်မဲ့သူကလက်ချမီဖြစ်ကြောင်းပြောပြီးလက်ချမီတို့ဝင်လာချိန်မှာတော့စခန်းမူကဟဟဟပပအော်ရှိပါတော့တယ် ။မာမီကာကစကန်မှုကိုယူနီဖောင်းနဲ့မတက်အောင်ပြောပြီးစွဲချို့ချိန်မှာအခြားရဲတွေကတန်းတဲ့တင်တွေနဲ့ဝိုင်းထုကတန်ကျိုးနဲ့ချုပ်ထားပါ යි ။မကြာခင်မှာစကန်မှုတည်င်းပေးချက်ရဆော်လူကရောက်လာပြီးအချုပ်ခံနေရလူကြောက်ကသူဟာမာမီကာကိုထောင်ထဲမှာတွေးခဲ့ဖို့ကြောင့်ကြမ်းတမ်းလွန်းလာကြောင့်ဘော်ဒိုဆာလိုအမည်တွင်ခဲ့ကြောင်ပြောလာခဲ့ပါ යි ။ဘာရီကာတတိပြန်ရလာတဲ့အခါစကမ်းမှုကိုလက်မီတို့အတွက်ရှိုင်းနေဖို့ပြောပြီးထိုးကျိတ်စေပါ යි ။ ဆိုလိုတဲ့သူရဲ့လူတွေကလည်းမာဝေကာရဲ့လက်ချက်နဲ့ကြိုးချီသွားပြီးမာဝေကာကအလုံးကိုရဲစခန်းမှာတွေ့လောင်းချီထားခဲ့ပါ යි ရနာသွန်ကရောက်လာတဲ့အခါမှာတော့အချုပ်တရလူကရောက်လာတာနောက်ကျသွားတဲ့အတွက်နောက်တလောင်မတိုးတာဖြစ်ကြောင်းပြောတဲ့အခါရနာသွန်ကအဲ့လူကိုပါတက်ခဲ့ပြီးတွေ့လောင်းချိတ်ခဲ့ပါ යි ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုရရနာသွန်ကဆိုတာကတိရိလင်ကတော်တွင်ကြားသပုံတပ်ဖွဲ့ကဝင်ကြီးကိုတက်ခဲ့သူမိုဒူဖက်ကာရီကလည်းဆိုသူဖြစ်ကြောင်းသိလိုက်ရပါ යි ဘာနာသွန်ကဟာစိုးတမ်းမှုကြောင့်တက်ထေးရထုတ်ခံရပြီးအိန္ဒိယမှာလာရောက်ပုံအောင်နေရဖြစ်ကြောင်းပြောလာပြီးသူ့ကိုဖမ်းဖို့ရကမလွယ်ကူနိုင်ကြောင်းပြောပါတယ်။ဆာရာကမြူးတလီစေယုံကိုဖုံးဆက်ပြီးဘာနာသွန်ကကိုနှိမ်နှင်းဖို့စစ်တပ်တပ်ကိုတောင်းဆိုလိုက်ပေမဲ့စေယုံကစစ်တပ်တပ်နဲ့ညီတဲ့သူ့ကိုလွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ စယုံရဲ့ပြောပြခြင်းအရသူတို့လွှတ်လိုက်သူဟာရန်သူတိုင်းကြောက်ကြပြီး1999ခါလီတိုက်ပွဲ2016ဆန္ဒပြမှုဖြိုခွင်းပွဲတွေမှာပါဝင်ခဲ့ကပါကစ္စတန်စစ်သားတွေကတော့ကြောက်လန့်ရတယ်ဂျက်စတန်ရင်ကချင်းသေးတကောင်ဖြစ်တဲ့တင်ယူမှုဘာဘီကာတီယာဆိုသူဖြစ်ကြောင်းပြောပြလိုက်ပါနောက်တစ်ရက်မှာတော့ဆူဇလန်တထေးနဲ့ဝင်ကြီးတို့ဟာစိတ်ကမ်းမှာငွေစင်ရှင်တန်ထုတ်နေချိန်ရာနာတွန်ကာကတီဘရီလင်ကကြားသပုံယူနီဖောင်းပြေးစုံနဲ့လက်နက်ကိုစီကိုဆွဲကင်ကသူ့ရဲ့တက်သားပင်နဲ့ရောက်လာခဲ့ပါသည် လက်မဲ့မထိုးပဲတောက်ခံနေတဲ့မတူဘောရွာသားတွေကိုတော့ကွန်တိန်နာဖြင့်တင်ဆောင်လာပြီးတွန်ချလိုက်ပါတယ်။တမရော့ကိုစာရေးတိုင်တဲ့ခလေးမာလေးစင်တီယာကိုတော့စာရွက်တရွက်ချပြီးကသူတို့ရွာသားတွေကရွာနာတွန်ကာရဲ့လက်ကိုဖျက်လိုက်ပြီးဖြစ်ကြောင်းရှေးခိုင်းနေရင်ရွာသားတွေကိုတယောက်ချင်းပြစ်ဒဏ်နေပါတယ်။ရနာတွန်ကရဲ့ရက်စက်မှုတွေကိုအဆုံးသတ်ပြီးသူတန်လိုက်တဲ့လူတွေရဲ့မြေပေါ်မှာသူ့ကိုတည်တည်ချာချာမြေမြုပ်ပေးဖို့မှာထည့်ရီးလိုက်ဆိုတဲ့အိုင်းဆိုင်ရဲ့တန်ကလူတွေကြားကနေထွက်ပေါ်လာခဲ့ပါ යි ။ ရနာတွန်ကလည်းအတန်လိုက်ရစီတစ်ချက်လှည့်ကြည့်ကအိုင်းဆိုင်ကိုပြစ်တက်လိုက်ပါတယ်။အိုင်းဆိုင်ကတေကန်နေရနာတွန်ကရဲ့အဆုံးသက်ကိုသူကတဲတဲချာချာမြင်နေရပြီဖြစ်ကြောင်းပြောလိုက်ချိန်မှာမာရီကာကရဟန့်ရှင်နဲ့ရောက်လာပြီးရနာတွန်ကရဲ့တက်သားတွေကိုပြစ်တက်လိုက်ပါတယ်။မာရီကာကလက်နက်မျိုးစုံနဲ့တိုက်ခိုက်နေချိန်မှာရနာတွန်ကကစင်တီယာကိုတစားကန်ရှူကကာကွယ်ရင်းတနက်ကိုချပြီးဒူးထောက်ဖို့ပြောပါတယ်။ မာရီကရှိမှရွာသားတွေကရှိရနေကောက်ွယ်ပေးတယ်လို့စင်တီယာကထွက်ပြေးသွားတာကြောင့်ဘာနာသွန်းကအယုံပြောင်းသွားချိန်မှာဘာရီကဝှက်ကနေအနားရောက်လာပြီးထိုးနဲ့တိုက်ခိုက်အနိုင်ယူကလက်ပင်းကိုတန်ကျိုးနဲ့ချီပေးလိုက်ပါ යි ရွာသားတွေကသူရဲ့နာကြီးချက်တွေကိုတန်ကျိုးပေါ်မှာအားထည့်ပြီးဘာနာသွန်းကကိုကရင်းပေါ်ဆွဲတင်ကတက်ပြက်လိုက်ပါ යි ပါရာတီကတော့သူ့ကိုလာဖမ်းတဲ့ရဲမင်းရှိမှပဲသူ့နဲ့ထင်ကိုတေကတနက်ပြက်သေးသွားတယ်လို့မိခင်ကြီးကလည်းနှလုံးရက်ခါသေဆုံးသွားပါ යි စင်တီယာလေးကတော့ မာမီကာကိုသူ့ပြည်ဆောင်ကိုဖက်ပြီးရောက်လာတဲ့တမနာကြီးလားလို့မိကနောက်တစ်ခါသူတို့ဒုက္ခရောက်ပါကလာခဲ့ပြီးဖို့ကြတိတောင်းရင်ပွေဖန်လိုက်ကြကဇလန်းလေးရပြီးဆုံးသွားခဲ့ပါ යි ဟုတ်ကဲ့ပါရှင်ဇလန်းကောင်းတဲ့ဘုတ်ကိုနားဆင်ခဲ့ရတာပဲဖြစ်ပါ යි နောက်ရက်ဒီမှာလည်းခုလိုဇလန်းကောင်းများစွာကိုရက်ကက်လုပ်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ပါလို့ပြောကြရင်အားလုံးနှုတ်ဆက်ခဲ့ပါ යි နောက်ရက်ဒီမှာဆက်ဆက်ဆုံတွေ့မယ်နော်